ကမ္ဘာကိုအသုံးပြုပြီးတော့အခုလိုမျိုးလှပ်ပါတဲ့ presentation slides တွေဘယ်လိုလုပ်ကြမလဲအရင်ဆုံးဒီ presentation ဆိုတဲ့ဟာလေးကိုရွေးလိုက်မယ်ပေါ့နော်ပြီးလို့ရှိရင်တော့ကိုကြိုက်တယ်ပေါ့နော်ကိုနှစ်သက်တဲ့ things တွေနောက်ပြီးတော့ကို presentation မှာထည့်မယ်စာလေးတွေကိုကိုကြိုက်တယ်လို့ဖန်တီးလို့ရပါတယ်ဒီမှာတော့အာအစမ်းအနေနဲ့ပေါ့နော်ဒီ ice cream အကြောင်းလေးကိုအစမ်းလောက်ပြပေးထားရေပေါ့နော် ဒီမှာဆိုရင်ကိုလိုချင်တဲ့ဒီပုံလေးတွေကို elements ထဲကနေတွားပြီးတော့မှရှာလို့ရပါတယ်နောက်ထပ် sharing လုပ်ပေးခြင်းနဲ့ tips လေးကတော့ကိုကိုတိုင်းစာမေးရေးခြင်းမူ AI ကိုရေးခိုင်းခြင်းနဲ့ဆိုလို့ရှိရင်ဒီ Magic Write ဆိုတဲ့ feature လေးကိုတုံးပြီးတော့မှကိုကကိုရေးခိုင်းစေခြင်းနဲ့အကြောင်းအရာကိုထည့်ပြီးတော့မှရေးခိုင်းလို့ရပါတယ်။လို့ရှိရင်စာသားတွေက auto ကိုရဲ့ slide ပေါ်မှာရောက်နေပြီးသားဖြစ်မှာပါ။ ဒီ Magirite ဟာဆိုလို့ရှိရင်လည်းပေါ့နော် Canva ရဲ့တကယ့်ကိုအသုံးဝင်တဲ့ feature တစ်ခုပဲဖြစ်ပါတယ်။အခုပထမဆုံးနမူနာလုပ်ပြထားသလိုပဲ char slide တွေကိုလည်းအဲ့လိုလုပ်မယ်ပေါ့နော်။ပြီးရနဲ့ slide နှစ်ခုကြားမှာရှိတဲ့ဒီ transition button လေး add transition ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်။နှိပ်ပြီးတော့ရင်ဟိုဘက်မှာ flow ဆိုတဲ့ဟာလေးရှိမယ် flow ကိုနှိပ်မယ် flow ကိုနှိပ်ပြီးတော့ရင် duration ကိုလိုသလိုချိန်မယ်။နောက်ပြီးတော့ apply between all pages ကိုနှိပ်လိုက်ရင်တော့ဖြာပါပြီ။အခုဆိုလို့ရှိရင်တော့ဒီလိုမျိုးလာပါတဲ့ presentation slides လေးတစ်ခုပြပြီးဖြစ်ပါတယ်။